ဒဂလန်ရိုက်စ်က central midfielder ကစားတာတဲ့ကိုင်စီဒိုလို defensive midfielder ကစားတာမဟုတ်ဘူးတဲ့သူမှမတူတာတဲ့သူ့ညာနဲ့သူကောင်းတာပဲတဲ့ဘလုံးဘွဲတချာမကြည့်ရတိတိုင်ဟုတ်တယ်ဘလိုဘလိုပြော top 2 point လားအဲဘလိုပြောတာမှန်နေပြလို့နော်ကျွန်တော်တို့ဒဂလန်ရိုက်စ်က central midfielder ကစားတာ CMF ပေါ့ဗျာကျွန်တော်တို့ဒါကိုင်စီဒိုက DMF ကစားတာအဲ့တော့နေရာချင်းမတူတော့နှိုင်းရှင်ခတ်တယ်ဒါပေမဲ့ rice ကကျွန်တော်တို့ DMF မှာကစားရင်ကိုင်စီတို့လောက်မကောင်းပါတော့တေးကြတယ်ဗျအဲ့တခုကတော့ကျွန်တော်တကယ်လုံးဝအာမခံတယ်ကိုင်စီတို့ကောင်းတယ်ပြောမလို့ rice လည်းကောင်းတယ် rice ကိုမကောင်းပြောတာမဟုတ်တော့ကောင်းတယ်ဒါပေမဲ့ rice ကကျွန်တော်တို့ DMF မှာကစားရင်ကိုင်စီတို့လိုရည်တွင်းမျိုးထွက်လာမှာမဟုတ်တလို့ကိုင်စီတို့ကဒါ CMF မှာကစားတဲ့အချိန်မှာဆိုရင်လည်းဒါ rice လိုကောင်းမှာမဟုတ်ဘူးဗျအဲ့တော့ကျွန်တော်တို့ဒါကစားတဲ့ပုံချင်းတော့ကြွားတယ်ဗျအဲဒါပေမဲ့ ကျွန်တော်တို့အတင်းမှာကတော့ဒါကိုင်စီဒူလိုကောကျွန်တော်တို့ဒါပြီးလို့ရှိရင်ဒီ rice လိုမျိုးကနှစ်ယောက်လုံးလိုတယ်ဗျဒါတော့ကျွန်တော်နိုင်ရှင်တာဆိုတော့လေကျွန်တော်တို့ကနိုင်ရှင်တဲ့လူဆိုတော့ပြက်ပြက်တတပဲဘဒုလိုလဲဆိုတာရွေးချယ်ရတာကျွန်တော်ကိုင်စီဒူရွေးချယ်လိုက်တယ်ဗျကိုင်စီဒူကပိုကောင်းလို့ ဒါပေမဲ့ကျွန်တော်တို့ဒါ rice လို့ player မျိုးကလည်းကျွန်တော်အတင်းတိုင်းမှာလိုအပ်တယ်ဗျာကျွန်တော် man city က rice ကိုလိုလားမေးကြည့်လိုတာပေါ့ဗျာကျွန်တော်လိုချင်တာပေါ့ဟိုလိုချင်လို့ကျွန်တော်တို့ man city တောင်ဟိုဝင်ပြီးတော့ကျွန်တော်ကန်လန်းနေတယ်ဈေးရမ်းများလို့တာနောက်ဆုတ်သွားတာဗျာ rice ကပြောရမယ့်ဆို dmf နေရာမှာလည်းထားကစားလို့ရတယ်။ cmf နေရာမှာလည်းထားပြီးတော့ကစားလို့ရတယ်ဗျာအဲ့တော့ ပြောမလို့ queen ဟို queen လဲမှာပို့ပြီးတော့နေရာစုံပို့ဆော့နိုင်တာဆိုတော့ rice လို့ကစားသမားမျိုးလဲကျွန်တော်လိုအပ်တယ်ပြီးတော့ kaisi လို့ကစားသမားမျိုးကြောင့်လဲကျွန်တော် queen လဲ engine ပြဒီနေရာကျွန်တော်တို့ဒါ chassis မှာဆိုရင်လဲပို့ပြီးတော့အရန်ရေးပါရာရောက်ခဲ့ကျွန်တော်အလုံးတည်တယ် makilili တို့အဲပြီးလို့ရှိရင် kante တို့အဲပြီးလို့ရှိရင်အခုအာ kaisi တို့ပေါ့နော်ဒီကစားသမားတွေဒဏ်ရာရတော့ရန်ကိုပဲကစားပုံကလုံးဝပြတ်သွားတာဗျအဲ့တော့ ဘောလုံးပွဲတစ်ပွဲကောင်းမကောင်းဟိုဘောလုံးပွဲကစားပုံကောင်းမကောင်းကြည့်ရှင်လို့ရှင်ကျွန်တော်အဲ DMF ကိုရာကြည့်ဒါသူ့ရဲ့ DMF အလုံးလုံးပေါ်မူတည်ပြီးတော့အင်းနေရဲ့ကစားကွက်တွေကစားပုံအတားစီရမှုတွေကိုကွဲကွာတွားတာဗျာဥမာမကြည့်နဲ့ကျွန်တော်မန်စီပဲကြည့်လိုက်ကျွန်တော်မန်စီရိုဒရီတန်ရရနဲ့ကစားပုံရောခြေဆောင်ဆုပ်ပြတ်တက်သွားတာပဲအခုရိုဒရီပြန်လာတော့ကျွန်တော်တို့ဒါပြန်ကောင်းလာတာတိုက်ဒီပြောမယ်ဆိုတိုက်စစ်ဇယားထိပ်ပန်းကတ်လာတာတိုက်ဆိုင်မှုမဟုတ်ဘူးဗျာအဲ့တော့ ဒီကွင်းလက်ခံစစ်နေတာကအရန်ရှိပါတယ်အဲ့တော့ rice နဲ့ kaisido ကျွန်တော်တို့ group ပူကြိုက်လမ်းမင်းကျော် kaisido ပူကြိုက်တယ်ဗျာဒါပေမဲ့ rice လို player မျိုးကလည်းအတင်းတိုင်းမှာလိုအပ်ပါတယ်လို့နော်